အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့ဆီယာမချာနဲ့ကျော်မမလေးရေးသားထားတဲ့မုံရွေမဟုဆိုတဲ့စာအုပ်ကလေးရဲ့အခန်းစာပဲ ဖြစ်ပါတယ်ရှင်။ဝေးသည်နေရမထားလိုက်သွားကဥစောဟံကိုအိမ်ဝါအထီလိုက်ပေါ်လေသည်ထားထားမှာအပြင်ဘက်မှာအလုံးတိုင်မသွားခင်စင်းတောင်ရန်အညာမထန်ရန်မှားချပြောဆိုနေတဲ့ကိုနားဆွေနေစဉ်မေသည်ထားထားနားသို့ရောက်လာကား အမ အလဲလာလာလားဟိုလာမေးလေသည်အေးအေးခဏလာတာနင်းကဝလို့ဝေကတော့ပိန်လိုက်တာဟဲ့ပိန်ဆိုမရဲ့မမစားကျင်တာမှမစားရပဲငတ်နေတော့ပိန်တာပေါ့ မင်းကြီးမသူ့ထင်ရသူပြောနေ၏ဝေချားသွားမှဆိုရင်ဟန်ဖြင့်နောက်တော့လှည့်ကြည့်ပြီးမှတူတူလှမ်းပြောသည်ဝေသည်အတွင်းသို့ပြန်ရောက်လာသည်မင်းကြီးမမျက်နှာပိုးတက်လိုက်ကထာရာအာပြုံကြည်နေလေသည်မင်းကြီးတို့တော့ဝါပါ၏ဟုထာရာကဆိုလိုက်ရာဝေသည်မင်းကြီးအားတစ်ချက်ပြုံကြည်လျင်ကဲမမထားလားအပေါ်မှာအခန်းထဲသွားပြီးတော့အေးအေးဆေးဆေးစကားပြောကြရအောင် တော်တော်ကြာမှရေချိုးတာပေါ့နော်။ဟိုဆိုကထားရကိုအပေါ်ထက်သူခေါ်တင်လာလေသည်။ထားရမှာဝေလက်ထက်ပြီးမှဒီအိမ်မော်တို့ပထမဆုံးတခဲ့ချင်းဖြစ်ရာဟိုဒီကြည့်လျက်ဝေနောင်မှလိုက်လာသည်။အပြင်ကန်းတိုင်းရှင်းနေကဖျားစင်သားလျင် ရှိသည်။ကော်စောကြီးတစ်ချက်မှာအပြင်ကန်းတိုင်းခင်းသားလျင်ပလက်ကလထိုင်းတစ်လုံးသာတွေ့ရလေသည်။ အပြင်တစ်ဆောင်လုံးရှိကျန်းကင်းမှာပြောင်းလဲတန်ရှင်နေ၏အတွင်တွင်အိတ်ခမ်းနှခမ်းရှိသည်ဝေးသည်ခြေရင်းကန်းကလိုက်ကာကိုဖယ်လျက်လာမမထားဟိုလှန်ခေါ်လိုက်လေသည်ထာရမှာအခန်းဝတွင်ရက်ကအထဲသို့မဝင်ပဲမျက်နှာပြတ်သွားလေ၏ဝေဒီအခန်းတွင်သို့ဝင်သွားသည်နေကဒီမှာအိတ်သလား အခန်းထဲ၌တရောင်းဤကရင်တလုံးနှင့်ဇဝဲတလုံးမှန်တင်ကုန်းနှင့်တသားများတွေ့ရလေသည်ထာရသည်ကြောနောက်ရှိခေါင်းရင်းငန်းမှလိုက်ကားကိုဆွဲဖယ်လိုက်က အတွင်းသို့ခေါင်းဝင်ကြည့်လိုက်ရာအခန်းထဲတွင်ဝေလက်ထတုံးကဝဲသည်နှစ်ယောက်ဤကရင်ကြီးနှင့်မှန်တင်ကုန်းတခု အဝိဘီတို့စားသည့်အိမ်တော်ပစ္စည်းများခန်းလုံးပြည့်တည့်ရခန်းသားစွာ တွေ့မြင်ရလေသည် ထားရသည်ခန်းစည်းကိုလှုပ်လိုက်က စိတ်မချမ်းမြေသောမျက်နှာကိုဖော်ပြပဲ ခြေရင်ကန်နေဝင်လာခဲ့လေသည်ကရင်မော်၌ဝေထိုင်နေလေသည်ဝေးမျက်နှာလေးမှာအေးချမ်းငြိမ်သက်လျက်တိမ်မွေနေလေ၏ဖြူစင်နူညံနေလေသည်ဝေနေမကောင်းတော့ဝေဒီဘက်ခန်းမှလာ၏တဲ့ဒီအခန်းကဧည့်သည်ပါလာရင်တိတ်ဖို့အခန်းလေဝေဒီဘက်ပြောင်းပြီးတော့မေရင်နဲ့အိတ်ကြတယ် ထာနာသည်ဝေးကိုမကြည့်ပဲမျက်နာကိုလွှဲထားကဂရေနားမှာပလက်ကလထိုင်းနိုင်လှဲထိုင်းလိုက်လေသည်နန်းနေကလက်ဖက်ရည်စပွဲတွင် ဝေစားတောက်သောပကံများမှာဥသောဟန်နှင့်မိမိတို့တောက်သောရွှေရည်ပန်းနာပကံမျိုးစုံမဟုတ်ဘဲစေးရုံများတွင်သုံးလီသုံးနာရှိသောခတ်ထူတို့ပြောင်းဖြူပကံလုံးပကံများများဖြစ်၍စိတ်ထင်းတမျိုးတမီကြီးဖြစ်သွားခဲ့လေသည် ယခုလည်းဝေဟာဝေတခန်းခွင်းလေခြင်းကိုမြင်ရပြန်ရာစိတ်ထိတ်ခိုင်းလာလေ၏ထားထားသည်မမေးပဲမနေနိုင်၍မေ့ကျင်းလိုက်လေသည်ပကံတွေပါတွေပါခွဲစားနေတာလားဟဲ့ဝေသည်ပြုံးလိုက်လေသည် ထားထားကို အပြုံးဖြစ်ပင်စိုက်ကြည့်လျက်ကောင်းငြိမ်ပြားလိုက်သည် ထိုနောက်မျက်နှာလေးမှာငโกပကတိနူးညံ့စွာအေးဆက်ဆက်ပြင်းပြင်း ဝေးစားတဲ့ပုဂံတွေစားပြီးရင်ရွေးနဲ့ပြုတ်တော့တမင်ပဲပုဂံထူထူကြီးတွေတုံးရတယ်။ပုဂံကပါတော့ကွဲသွားမှဆိုလို့လေ။ထားထားမှာစိတ်ကိုတော်ထင်းလျင်မတုံမလုံနာထောင်နေရသည်။ဝေကအနေငယ်များအမှုအရာမပြတ်သဖြင့်ကိုက အမှုအရာပြတ်လို့လည်းမဖြစ်။မပြတ်သောအမှုအရာဆယ်ထားရာကချော်လဲရောထိုင်ပြီးလိုက်ပြောရလေသည်။ကောင်းနေပိုးမွားတည်တာပေါ့ဟာ။ ဒါမှလည်းတန်ရှင်းနေထားရာကြီးရေမှာနာလာလေသည်ယောဂမကူးဆက်အောင်ကာဝယ်ခြင်းမှန်ကန်တော်လဲတိန်နေခွဲချနေရသောဝေအဖြစ်ဝေဘဝကိုအသိန်းနာသွားမိသည့်ထားရာမှာပြုံးလိုက်ကဟန်မူရကောင်းကောင်းဖြင့်ဆရာဝင်ကပြုတ်ခိုင်းလာဟိုခက်ပေါ်ပေါ်ပင်ဆက်၍ပြောလေသည်မဟုတ်ပါဘူးဝေဟာဝေလောက်တာကိုကတော့မလုပ်ဖို့ပြောသေးတယ် ဒါပေမဲ့ဝိစိတ်ထဲမှာလှုပ်ချင်တာနဲ့လှုပ်လိုက်တာပဲဒီလိုလှုပ်တာကောင်းတယ်မဟုတ်လားယင်သူကပင်ပြန်မင်းနေ၍ထားထားမှာလိုင်းလိုက်လျော်လျော်ဖြင့်ကောင်းတာပေါ်ဟာဟုထပ်ပြောရလေသည် ခွဲအိတ်တာလေဝေပဲခွဲအိတ်တာပဲကိုယောဂကြီးနဲ့ဘသူနဲ့မှမအိတ်ချင်ပါဘူးအားနာပါတယ်ယောဂမပြောက်ခင်ကို့ဟာကိုတယောက်တည်းအိတ်ဖို့ကောင်းတာနဲ့ဒီခဲနဲ့ပဲလာအိတ်တာ ဝေးသည် ပြောပြီးလုံးလုံးလျားလျားပင်ချိုးမြစွာပြုံးပြလေသည် ထားရမှာတစ်ဆိုးဆိုးကြီးဖြစ်သွား၏ဝိပြုံနောက်တွင်အသိန်းနာတာလည်းမရှိ စိတ်မကောင်းဖြစ်တာလည်းမရှိ စိတ်နှလုံးကောင်းသည့်သူကလေးတယောက်၏အပြုံးဆိုမှ အပြုံးတတတ်ပင် ထားရမှာစူးစားပြီးပြုံနာထောင်နေသည် စိတ်ထဲ၌မူဝိကိုအကဲခံဝေပန်းလျက်ပင်စကိုင်းကပြန်သွားမှယခုတွေ့ရသောဝိ၏အထူးမြတ်ဆုံးဖြစ်နေသည့်ငိမ့်သက်ချင်းကို လေလာကြည့်မိသည် ခန္ဓာကိုယ်ကဘဝကိုအရှုံးကြီးပေးရလွန်၍ဝိနှလုံးသားမှာခိုင်မာလာပြီးတီလောက်ချုပ်တီးနိုင်စေရှိတာပဲဟုကြဲ့၍ချီးကျူးနေမိသည်ယောဂါကြောင့်ပူပန်ထိတ်လန့်ပုံလည်းမတွေ့ရမျက်နာတစ်ပတ်မှမညိုခြင်းကိုအံ့ဩနေမိသည်ဆင်ယဝင်ကယောဂါချင်းဤဘလို့ထင်မြင်တဲ့လေနိစိတ်ထဲမှာကရောဆင်ယဝင်နဲ့ကုနေရတာတတ်တာတယ်လို့ယူဆရလားရန်ကုန်လာပြီးတော့ဓမ္မရရင်ကောင်းပါပဲဟာ မောင်ကတော့စေးယုံကြီးတဖို့အကြံပေးပါနဲ့တဖွားပါမှလိုက်တယ်တက်မလားဝေးသည်စဉ်းစားနေလေသည်စဉ်းစားနေပုံမှာလေးလေးနက်နက်မဟုတ်လားဖြက်ခနဲစဉ်းစားသည့်အမူအရာသာလျင်ရှိကခက်သွဲသွဲပြန်ပြောသည်ဆီယံဝင်ကရန်ကုန်လဲဒီယောဂါဒီစေးမျိုးပဲကုတာပဲမထူးပါဘူးတဲ့ဒီမှာသူရှိတော့အချိန်မရွေးနေညမပြန်လာကြည့်နိုင်နဲ့ဂယုဆိုင်ကုသပေးနိုင်တယ်လို့ပြောတယ် အခုသွေးမပါတော့တက်တာတယ်လို့ယူဆရမှာပေါ့ဆေးရုံတော့မတက်ချင်ပါဘူးဒီမှာပဲကုမယ်လေဆရာဝန်တော့နင်တို့အိမ်လာရလွန်းလို့မြောင်းပေါက်တော့မှာပဲဟိုထာတာကပြောပြီးရဲ့လေဒီမြောင်းပေါက်နေတာကတော့မပြောနဲ့တော့မမထားရဲ့ကိုနဲ့လက်ထပ်ပြီးမှဆရာဝန်နဲ့ဝင်းနေကမတွေ့ဘူးဆိုရင်တပတ်လောက်ပဲချားမယ်အခုများတော့နေတိုင်းမှာပဲထိုးလိုက်ရတဲ့စီဝေးတကူလုံးကအဲ့ရချင်းကိုထတ်နေတာပဲဝေဖြင့် အဲ့ဆိုရင်အဝိချုပ်တဲ့အတောင်မကင်ချင်တော့ဘူးဝေးသည်ပျော်ပြီးရယ်လိုက်သည်ထားတော့မှာတော့ဝေးအားတနာသွားသောမျက်လုံးဖြင့်မြေတောင်ကလေးစင်ကြီးနေ၏ဝေးကရယ်ပြီးတဖန်အင်ဒရီလေးဆယ်လိုက်ကဖေဖေပြောတာသွားမှတ်ရတယ်မမထားရဲ့ဟိုပျော်ပြီးဖြတ်ထား၏ထားတာကဘာပြောတာလဲဟိုထောက်ပေးလိုက်လေသည်ဒီယောဂါကတထေးနာတဲ့ပစံကို တင်းနဲ့ချင်းကူမာလို့ပြောသွားဘူးတယ်ပစ္စံတော့တိတ်ကုံတာပဲမမထားရဲ့ဩကုံတာပေါ့ဟာကုံမလည်းပြောက်ပါလေအမောအပန်းရောဘယ်လိုနေသလဲမောသလားမောချင်လဲမောတာပဲမမောချင်လဲမမောဘူးမမှန်ပါဘူးဝေတော့တနေ့တနေ့ဘလို့ဖြစ်တယ်လဲဆိုတာမှတ်မထားဘူးဖြစ်လဲဖြစ်တဲ့အတိုင်းပဲမဖြစ်လဲမဖြစ်တဲ့အတိုင်းပါပဲနေကသာမမောပါဘူးဆိုတဲ့နေ့တန်ကလေးကမောတန်လေးလိုပဲ လာပါဟာနင်ကပလက်ကလထိုင်ပေါ်မှာထိုင်ပါငါကဂရင်ပေါ်မှာထိုင်ပါမယ်ဒီကလထိုင်ပေါ်မှာမထိုင်ချင်ပါဘူးမမထားရင် လူမမနဲ့တိတ်တူတာပဲထိုင်ပါမမထားထိုင်ပါထားရသည်ဝင်းမျက်နာကိုစိုက်ကြည့်ကမျက်မှောင်ကျုံလျင်ဘဲနယ်ဟာတက်တောင်တက်တာဖြစ်အောင်ထိုင်တာပဲလူမမနဲ့တူရအောင်မလားဟိုပျော်လိုက်ဝေးသည်အတန်ထွက်အောင်ရေလိုက်လေသည် ထို့နောက်စကားပြောရန်လှုပ်ပြီးမှထန်၍ရဲနေပြန်သည်ဌာနမှာမျက်မှောင်ကုတ်ကုတ်ဖြင့်ဝိအားမြေတောင်မခန့်ချီနေသည် ပလက်ကလေးထိုင်ပေါ်များဝေးထိုင်နေမှဖြင့်သူ့ရောမေအေးရောပဲမော်ဒလာနေမကောင်းဘူးလားနဲ့လာမေးကြပါပြီဒီပြင်ကလေးထိုင်မှာထိုင်နေရင်မမေးဘူးဒီကလထိုင်းဆိုရင်မေးတတ်လို့ဒီကလထိုင်းမော်လှဲနေတဲ့ဝေယာလူမမကြီးနဲ့မြန်တူနေသလားလို့ ထားတော့မှတပြင်းချလျဲပန်းလျာသွားလေကမပြောချင်ပြောချင်ဖြစ်ပြောရသည်လူမမာနဲ့တူတော့ရောဘာဖြစ်ရမတော့ဟာတက်တက်တတာနေမှာပေါ့ဝေးသည်တခိုးမှမတုံ့ပြန်ပဲထားတာအာကြည်နေသည် ဝေးမျက်နာမှာတခိုးကိုပြောလို့မန်းပေါ်လျင်အပြောရခံနေဟန်မင်းဝေးသည်ဘာမှမပြောတော့ပဲဂရင်းမော်မှထားလိုက်ကာကဲမမထားလမ်းတော့အောင်ရေးစင်းချိုးလိုက်ပါဦး ဟုပြောပြီးမေအီးတက်လာရန်လှန်ခေါ်လိုက်လေသည်ထားတော့မှမေအီးနေအတူအောက်သို့ဆင်းလျက်ရေချိုးသည်ရေချိုးခဲ့ပြီးမေအီးအားတစ်ဖက်အိမ်၌တတားတဲတွင်အင်းညီလုံးကြီးယူခိုင်းလိုက်ပြီးအပေါ်ပြန်တက်ခဲ့ရာအခန်း내၌ဝိကိုတနခါသွေးနေတာတွေ့၍မသွေးပါနဲ့ဟာနေပါစေဟိုလှန်ပြောလိုက်သည်မမထားမျက်နှာလေးလူးဖို့ဝီသွေးပေးတာပါ ကိုလူဖို့တော့ရှိသားပဲအားနဲ့ပိန်ချုံပြီးနေမကောင်းဖြစ်နေလျက်ထားထားမျက်နာလူရန်မယ်ရေးကိုမခိုင်းမဲသူ့စီလာခိုင်းသူကိုယ်တိုင်တနခါသွေးပေးနေရမှာကျေနံလေထားထားမှာဒီလိုယောဂါမျိုးမှာအပင်မန်းခံမှုမသိအိယာဘောသာလှင်းနေထိုက်သည်ဖြင့်လှုံ့လို့ရှာရှာသွားလာနေသည်ကို မကြိုက်ချင်းထားထားဖီလိမ့်ပြီး ဝေးမှာအောက်တူရေစင်းချိုးသည် ထာရသည်ဝေးမျက်နာလူရန်တနခါကို သူကပြန်တွေးထားလိုက်သည်ဝေသည်မမထားကလည်းဘာလို့တွေးရသလဲဟိုနှုတ်ခမ်းဆူရောင်ရောင်ဖြင့်ချစ်စပွဲပြောကတနခါယူလို့ရင်စကားတော်တော်ပြောနေသည် အကြောင်းအရာများမှာစုံနေလေသည် မိခင်ဤဘဝကိုဒုက္ခကင်းငိမ်ကြောင်း မိခင်ကျင်သောတရားသာလျင်ဒုက္ခအစင်မှန်ဖြစ်ကြောင်းအတိတရားရရှိမိပုံအတိုင်းပျော်နေလေ၏မျိုးရေရထဲကအသိမိတ်ဆွေများတရင်ကိုတနန်းထံမှတီးသည်မြကြသည်မြတဆင်ဖောက်သေးချသည် ထာရမှာဝေ၏နန်းရိုးပြိုင်ပြိုင်ထနေသောခန္ဓာကိုယ်လေးကို စိတ်မတန်မသာဖြင့်မျက်နာလွဲကမကြည့်မိအောင်ရှောင်တိန်နေရသည် ဝေဒီထာထာတွဲစိတ်ပူနေသည်ရခိုင်ပြည်နယ်တော်လျင်အစားတောင်စင်းရဲမာကို တွေးတော်ပူပန်းကငပိငချောက်တွေသွားရန်တဖွာဖွာမာလေသည် လူမမာကလည်းစကားပြောလိုက်တာဟဲ့နားပါအောင်နော်ဟိုငေါလာရသည် ဝေမာစကားပြောလို့မဝနိုင် ကိုက စကားမများမပြောရန်တားမြစ်ထား၍သူ့နောက်ကဲတွင် အတူချပြီးပြောနေလေ၏ ထားတာမှာဥစောရံပြန်လာပြီးနန်းနဲ့ဆောင်စားကြပြီးမှတိဘဲအိမ်တို့ပြန်ကိုလာခဲ့သည်ညနေပဲတဖန်ကူးသွားပြန်ကညသာစားပြီးမှပြန်ကိုလာခဲ့သည် ဝေစားပုံတောက်ပုံများကိုလည်းမျက်စီထဲမြင်နေလေသည် ဝေနေပုံထိုင်ပုံများကိုမျက်စီထဲမြင်နေလေသည်စပွဲကုန်စွန်းတွင် သူ့ပကံသူ့စွန်းနှင့်သူ့အစားအစာကတတ်တန် စေးတောင်ချင်းလဲခဏခဏဒါတွေကို ဝေကာမမှုဥဆုံးဟန်ဤဇရာတိုင်းနန်းနဲ့တမျိုးညက်နေတမျိုးဝိစာဖီလင်းခြင်းမပြဲညင်းညူခြင်းမရှိပဲ စိတ်ရှည်လက်ရှိကြံ့ကြံ့ခံနေနိုင်လေသည် ဥဆုံးဟန်ဤရူရံကယူဆိုင်ခြင်းမှာ ကန်းကုံလေးသည်ဖြင့်ထားထားမှာဘေးကနေစိတ်အိုက်အိုက်ဖြင့်ပင်တန်ချမိသည်တဆိုးရှိမှာမဟုတ်ပါဘူးတန်တန်ရဲ့ ဟိုဆိုကမျက်ရည်များစီးကြလာလျင်ထိုနည်းညာတညာလုံးမအိနိုင်တော့ခြင်းဝေတွင်အာမရသဖြင့်တွေးလိုက်တိုင်းရင်ထဲတွင်ကြက်သိပ်ပြီးအသက်ရှူရောင်ကျလာလေသည် နောက်တနေ့ဝေမှာမလန်းလာပဲချောင်းဆိုးနေရာဦးစွမ်းဟန်ကဝေမင်းကစကားသိပ်ပြောတယ်ထင်တယ်ဝေယောဂါကစကားသိပ်ပြောဖို့မကောင်းဘူးထားထားရဲ့ချောင်းဆိုးလာတယ် ဟိုပျော်ပြီမှ အလုံထွက်သွားလေသည် ထားရသည်ဝိကိုစကားမပြောရန်တာယာသည်ဝိစိတ်ပြေလျောက်ဖြစ်စေရန်ဟိုအကြောင်းပြောသည်အကြောင်းပြောနှင့်အချိန်ကုန်စေလျက်ဝေဒနာအတွက်အားမငယ်ရန်လဲတွယ်ဝိုက်ကအာပေစကားပြောနေသည်ဝိကိုကရင်မော်ရင်လဲခိုင်းကသူလဲဘေးကကတ်လဲလျက်အိပ်ပြီးစကားပြောကြသည် ညနေပဲသင်မောစိတ်တို့မစင်းခင် ဝေးမျက်နာလေးမှာမတိမသားညိုးနေလျက်ဥဆောဟန်နေထရာတို့စကားကောင်းနေကြ gain ဘေးနိုင်ထိုင်ကတချံတချံငိုင်းနေလိဟေ့ချာတိတ်စိတ်တဝီဝီလားဟိုဥဆောဟန်ကလမ်းပြောင်းလိုက်လျင်ချက်ချင်းပြုံးကကောင်းကိုငြိမ်ပြလေသည်ထရာသည်မမောင်ခင်ထပြန်လာခဲ့သည်ဝေးနေမျက်နှချင်းဆိုင်ကငါသွားမယ်နော် ဟိုနှုတ်ဆက်လိုက်ရာဝေးသည်ပြုံးလိုက်ကားကောင်းငိန်ပြီးထထားဤမျက်နာကို ဝဝါကြီးဆိုင်ကြီးနေလေ၏စင်းလိုက်တက်လိုက်လှလှရှားရှားမနေနဲ့အိယာထဲမှာငိန်ငိန်လေးလှဲပြီးတော့အနားယူနေပါဝေမာဌာနမှာကြာနေခြင်းကိုခေါင်းငိမ့်ဖော်လေးပင်မရပဲဌာနဤမျက်နာကို ပြုံးရောင်ရောင်မျက်နာလေးဖြင့်ဝဝါကြည့်တာစိုက်ကြည့်နေမိ၏ ဝေးသည်လမ်းထဲမှမောင်းထုတံကြားလိုက်ရ၍ရင်ထဲဖို့သွားကလမ်းဘက်သို့နာဆွင်လိုက်သည်ဦးစောဟံမှာကားထောင်လျက်ပရင်းပေါင်နာတွာရံနာထောင်နေလေသည်လူအများကြားသိစေလိုက်သည်မည်သူမဆိုလက်ရှိတုံးဆွဲနေကြသောငွေဆက်ကူများ ထောင်နေရာမှစက်တန်အထိဒုဗမာအစိုးရယုံတော်သို့ယူလာကြရမည် တို့ဗမာဆိုရတစိမ့်ခန့်နေကြရမည်တစိမ့်တော်မနေဖဲသုံးဆွဲခြင်းကို ဖန်းစီမိကကြည်လေသည့်အပြစ်ဒဏ်ပေးမည်ဦးစောဟန်သည်မျက်နှာပြပြဖြင့်ဝိနာသို့လျှောက်လာကဟိုကနေတပ်ပြင်းကြီးမုန်ထုံလိုက်ထိုနောက်ဝိအားတယောသောမျက်နှာဖြင့်တခင်နေဦးအမိတ်မှတ်တယ်ဟိုရံ၍ပြောလိုက်သည် အကိုကြီးပသိင်ကအခုတည်းကပြန်မလာသေးဘူးတဲ့ တနည်းကတန်တန်ပြောသွားတော့ပသိမ်ရောက်မဲ့ဗမာလွတ်လပ်ရေးတက်မတော်ကိုတွားကြုံနေတယ်ဆိုလားတခင်နေဦးမှာမြို့ပေါ်ရှိအစိုးရအရာရှိများမဆုတ်ခွာခင်ပင်ပသိမ်တို့ထွက်သွားလေသည်ပဒိန်၌ပြာရင်တများနေတွေ့ရန်တိတ်တဆိတ်အစီစဉ်ရှိလေသည်အစိုးရများဆုံးခွာတော်တော်ချင်းမြို့ကို တခင်အဖွဲ့ကတင်လိုက်သည် မြို့ကိုတင်ထားသည်မြို့ဥချုံရေးအဖွဲ့မှတခင်များသည် အာနာလက်ကင်ဖြင့်မိုးမမြင်လေမမြင်ဖြစ်ကုန်ကအမိန်အမျိုးမျိုးထုံနေကြလေ။ဥဇုံဟံမှာ ပြုံးငနေကစင်းငရဲဖြစ်သွားသော တိုင်းပြည်အခြေအနေအရအလုံးတိုက်သူဖြစ်သိမ်းလိုက်ရက မော်လမြိုင်ကျွန်းတွင်တောင်းတနေတော်သည်။ အစိုးရများဆုံဆုံချင်းတခင်များကဥဆောဟန်လက်ထဲမှာမျက်နှာဖြူပိုင်းငွေများကိုလာသိမ်းကြရာလက်ကျန်ရှိသည်များအလုံးအလိုက်ရလေဥဆောဟန်မှာတခင်များမျိုးသိမ်းပြီးနောက်အိမ်ပြင်တို့ပင်မထွက်တော့ချင်းအိမ်နေ၌သာနေလေအလုံးအဆက်ပြတ်ကုန်သည့်အတွေ့ဝိယောကအတွေ့ရှေးရီပူရန်နေလေသည် တောက်ဆေးထိုးသေးများလုံလောက်ပါမလားဟုကြောင်ကြာဆိုရင်နေရသည်ဆရာဝန်မှာအစိုးရများဆုတ်ခွာသွားသည့်အထဲတွင်လိုက်မသွားဘဲကြံရခဲ့၍ဝိအတွေ့တော်သေးရဲ့ဟု အောင်မေရလေသည်ဆရာဝန်နှင့်သာပေါင်းသင်းလုံးလျက်အိမ်ထဲတွင်ခတ်ကုတ်ကုံနေလေ၏ဝေမာရန်ကုန်တွင်ဂျပန်ပုံချပြီးဟုသိသည့်ချင်းထာရာတို့ရန်ကုန်ကပြောင်းသွားသည့်အတွင် စိတ်သက်သာရရလေသည် ရန်ကုန်၌လူပေါင်းများများစွာတေကြီးပြည့်စည်သည့်တည်င်းမှာနှလုံးကိုထိခိုက်ကာသွေးပြန်ပါနေလေသည် အိမ်၌ထမင်းကျဲကလာကြီး ပြန်သွားလေသည် မောင်များနေပင်စကန်းသွားကြရသည်မိဖို့ကြောင့်ကိစားချက်ရေးပြုတ်ရေးများကို ဝင်ပါစီမံပေးရသည် ရှိသည့်ခွန်အားလေးနေပင်အိမ်ထဲ၌လှုံရှားသွားလာစီမံပေးနေလျက်ဥဆုံးဟန်၏အနောက်နိုင်ငံစနေများဖျော်ဖျဲမဖြစ်ရလေအောင်ထိန်ထိန်ထားလေသည် ကိုအတွင်ကိုကြိုက်တတ်သည့်ဝီစကီအရည်ပလီများနှင့်ငါးသုံးလုံးစီးကလေးဘူးများကိုစူဆောင်းဝယ်လောင်ထားလိုက်သည်။နောက်ဝယ်မရမှာကို ဆိုရင်ကဆက်ပြားမွေး၊သွားရိုက်စေး၊မုံတစ်တာ၊ထော်ပန်၊စာသောအိမ်သုံးပစ္စည်းများကိုတစ်တာနှင့်ရိုက်လောင်ထားလေသည်။ကိုနေစေဖို့လေမှတ်ဖြင့် ကိုနှင်းကောင်းခြင်းပေါင်းနှင်းမှတ်ဖြင့်ကို့အတွက်ကအရေးကြီးသည်နိုင်ငံသားပစ္စည်းများပြတ်မှာငတ်မှာကို့အတွက်ကနာနေလေသည်ဆရာဝန်ညနေပိုင်းရောက်လာမှမြို့ရေးရွာရေးသတင်းများပြောပြ၍ကြားသိကြရသည်တခင်များသည်ခြောင်လုံးမျိုးခါထိုးကယုံထိုင်နေကြ၏မြို့မှာမငြိမ်မသက်ဖြင့်ကြည်လန်ဆာဆာဖြစ်နေလေသည် ဆင်ယဝေမှာဝိကိုစေးထိုးပြီးအရက်ခွက်ကိုကင်လိုက်ကဥစောဟန်နဲ့ကောင်းချင်းဆိုင်လျဲတိုး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 ပြောကအရင်တောင်းနေကြလေသည်မြို့ထဲတွင်ဝိစကေပလင်ဝယ်မရတော့ချင်းဥစောဟန်စီလာမှတောက်ရလေသည်ဗမလွတ်လည်ရေးတက်မတော့ဆိုင်ရောက်လာလေသည် ကိုနေဦးပါမလာ၍ဝိမှာကိုနေဦးအတွက်စိတ်ပုံနေသည် ကိုနေဦးမှာဗမာလွတ်လပ်ရေးတပ်မတော်ကြီးနှင့်အထက်သို့လိုက်သွားကြောင်းကိုလူကြုံနှင့်တစင်တီကြားရလေသည်ဗမာလွတ်လပ်ရေးတပ်မတော်နှင့်အတူဂျပန်စစ်တပ်မှဂျပန်စစ်ဗိုလ်များပါလာရာဒိုးဗမာအစိုးရရုံးတွင်ဂျပန်အလံကြီးလွှင့်ထူတာလျက်ဂျပန်ကိုမာစတာခေါ်ကြ၏ဝေမှာဂျပန်တွင်လာသည်ဟုသာသိလိုက်ရကမမြင်ဘူးချင်း မကြမီရန်ကုန်၌ဂျပန်ကပိုင်းရိုင်နေသောသတင်းဆိုကြီးပြန်နှံလာလေသည်။ဦးစောဟံမှရေဒီယိုကိုဝတ်ထားလိုက်သည်။ဂျပန်ဆိုလျင်ကြော်တွေကစိန်လာသည်။ကိုလီဦးပြန်မရောက်မီတန်းတန်းမှမျက်နာမြင်နေရာဝေးသည်တန်းတန်းထံသို့သတင်းမေးသွားခြင်းနေသည်။ တဏ္ဍန်ထံသို့သွားနိုင်ရန်သူကိုယ်သူ နေကောင်းသလိုလှုပ်ပြနေရ၏နေကောင်းသလိုဆိုသည်မှာလန်ဆန်နေရလေသည် ရွှေရွှေပြပြဖြင့်ဖြည့်ဖြည့်လက်လက်အမှုရလေရှည်နေရလေ၏စိတ်ကိုဆောင်ကရွှင်ပြဖြတ်လိုက်ရသည်မှာတိတ်မတတ်သားလားလှုံရှားခြင်းများလျင်မောလာ၍လူမသိအောင်တိတ်တခိုးမောရလေသည်မတော်မီတရေနှရေကြိုတင်လျက်မမောမပန်းလန်းပြနေပြီးမှတညက်နေတွင် ကိုရဲ့တန်းတန်းမျက်နှာမြင်နေလို့တွားကြည့်ပြရစီဟိုခွင်တောင်းလိုက်လေသည်ဦးစွန်ဟန်မှာမျက်မှောင်ကျုပ်သွားလျက်လမ်းဆောင်နိုင်ရဲ့လားဝေရဲ့မောနေပါဦးမယ်ဟုဆိုကဝိကျမ်းမာရဲ့ခြေနေကိုစူးစမ်းစစ်ဆေးသောမျက်လုံးကြီးများဖြင့်တကူလုံးတိမ်ကြုံကြည့်လိုက်သည် ဝေကပြုံးလိုက်ခါနီနီလေးပဲဟာဝေလျှောက်နိုင်ပါတယ်မမောပါဘူး ဟိုပျော်လိုက်လေသည်ဦးစောဟံမှာဖြစ်ပါမလားဟုတွေးတော်ပူပန်သောအမူအရာများဖြင့်ဝေအားကြည်နေ၏ဝေမှာရင်းနှင်းဖိုလျက်ပျော်နေလေသည်ဦးစောဟံသည်ခေါင်းကိုခါလိုက်ကားဟိုကြရင်အိမ်ပေါ်တက်ရမှာမဖြစ်ပါဘူးဝေရဲ့မတော်ပါနဲ့ဟိုဆိုလေသည်အိမ်ပေါ်မှာမဟုတ်ဘူးကိုရဲ့မျက်နှာမြင်တာအောက်မှာပါဝေသွားကြည့်ပြီးတော့ပဲပြန်လာခဲ့မှာပါတအောက်မှာပဲ ဝေးသည်ဆရာထထန်သောအမှုရာလေးဖြင့်ပြောဆိုနေလေသည် ဝေးမျက်နှာမှာမျောလင်းခြင်းအပြည့်ဖြင့်ဝေးနှလုံးသားမှာတက်ဆန်ဆာခုန်နေလေသည်ဥဆောင်ဟန်မှာတွေ့၍နေပြီလျင်စိတ်ထဲ၌သဘောမတူဘဲမကောင်းတန်လွင်၍သာ ခွင်ပြူလာရလေတော့သည်တွားလေတိတ်ကြကြတော့မနေနဲ့ဘာကြွေကြွေမစားနဲ့နော်မဲကြီးကိုခေါ်သွားစကားလည်းတိတ်မပြောနဲ့အောင်နော်နနွေးနဲ့နေလည်းမခံနဲ့ချောင်းဆိုးလာအောင်မဲ ဇဝတာပလင်လေးယူသွားဝင်းမျက်နာလေးမှာချီလင်တောက်ပါသွားကဝမ်းသာလွန်၍လက်ကလေးများတုံနေလေသည်ဥဆောင်ဟံမှာဝေကိုအိမ်ဝါအထေလိုက်ပိုးသည် ဝေကရှေ့ကတပြေးပြေးလျှောက်သွားလျက်မေကြီးကနောက်မှသွားကြပုံကိုမျောကြည့်နေလေသည် ဝချမ်းများလေးထောင်ထားသလိုဝေဤလူစင်မမီသောကိုလုံးကလေးကို နောက်ကနေကြည့်လျက်တပြင်းကြီးချကအိမ်ထဲသို့ဝင်သွားလေသည် ဟဲဝေရုလာတယ်ဟဲ့ဟိုကြီးတော်တက်ကဝန်တာအားစီကြိုသည် ဝေမှာအိမ်ထဲတွင်နေစဉ်ကဒီလောက်အာကုန်ခန်းနေမှန်မတီးခင်လမ်းထွက်လာမှ တလန်းလန်းဖြင့်မောနေရင်အာရင်မရှိတော့မှန်တည်သားလာလေသည် ထမင်းစားကန်နေ၌ကွင်းပြပေါ်တွင်တန်တန်ကိုတွေ့ရသည်တန်တန်းမှာအိယာဘောလဲလျက်တကူလုံးဝင်းထိန်လေးကခေါင်းပေါင်းပေါင်းထားသည် တန်တန်းပေးနာရှိဖားထဲတွင်အဝိအုပ်ထားသောကလေးကိုအဝိသွာလှန်ကြည့်လိုက်သည်ဤထွေးသောကလေးမျက်နာလေးကို တွေ့ရ၍တန်တန်းရဲ့အကိုကြီးနဲ့တူတယ်နော်ဟိုဝမ်းသာအားရပြောလိုက်လေသည်တန်တန်းသည်တွားမြောင်ဖွေးနေအောင်ဖော်ပြုံးနေလေ၏သူကသမီးလေးလိုချင်တာမဟုတ်ဘူးဝေရဲ့သားလေးလိုချင်တာဟိုပြောလိုက်သည် ဝေသည်ကုပြေပေါ်တွင်ထိုင်လိုက်၏ နေမကောင်းမင်းနဲ့ဘာလို့လာရသလဲဝီဝီရဲ့တန်တန်နေကောင်းပါတယ်ဟိုတန်တန်ကပြောလေသည်မိနေတဲ့ကိုမနနွေးနံများဖြင့်ဝိမာချက်ချင်းကောင်းနေကအုံလာသည်ကြီးတော်တန်မကိုနေဦးတွေ့စိတ်မအေးပဲပူပန်စကားများပြောနေ၏ကိုနေဦးမှာတက်မတော်နေအထက်သို့ပါသွားကြောင်းသာတီးကြရကဘယ်ရောက်နေမှန်းမသိရပြီအိမ်ရှိကန်း၌လူဝင်လာတဲ့ကြားရ၍ကြီးတော်တန်ထွက်ကြည့်ပြီးဖိုးမြိုင် မင်းနဲ့ကွယ်ပျောက်ချက်သားကောင်းလိုက်တာပြန်လာသေးတကူဟိုအံဩစွာអော်ပြောလိုက်လေသည်ဝေးသည် နေအောင်မရုတ်တရက်ထားလိုက်ကဥလေးဖိုးမြိုင်ဟုထားလျင်အပြင်ကန်းသို့ထွက်လာလေသည်ဝေးကိုမြင်တော့ဥလေးဖိုးမြိုင်မှာမျက်လုံးကြီးပြူးသွားလျင်မျက်စီမျက်နှာပြက်ပြက်ဖြင့်ဟင်ဝေးဝေးခလေးဘာဖြစ်နေသလဲဟိုတုံတုံရင်ရင်လှမ်းမိနေသည် ဝေးသည်ဥလေးဖိုးမြိုင်နားသို့ ကတ်သွားသည်ဝိပခုံးလေးကိုစီး၍ကင်လိုက်ရာဝိမှာမချုပ်တီးနိုင်ပဲမျက်ရည်များဝဲလာလေသည်ထိုင်စမ်းဟဲ့ထိုင်စမ်းခလေးအိမ်အောင်ကြတယ်ဆိုတာဥလေးပြန်ရောက်มาသိရတယ်အကိုဆုံးပြီးမှတောင်တွင်းကြီးကလာတဲ့မိတ်ဆွေတယောက်ကအကိုဆုံးတာပြောလို့ပုတ်ပါသွားခါနီးကိုသိရတယ်ဥလေးလည်းသွားချင်ရသွားနေလိုက်တာနှံ့နေတာပဲတိုင်းပြည်ပြက်ခါနီးမှာပြန်လာရတယ်ဦးလေးကြောက်ပြရောက်တာ အင်္ဂလိပ်မပြေခင်ကလေးပဲ ဝေးကိုကလထိုင်နိုင်ထိုင်ခိုင်းကစကားဆုံးမှာဝေးနေမျက်နှချင်းဆိုင်ကလထိုင်တွင်တွာထိုင်လေသည် ဥလီဘိုးမြိုင်မှာဝေး၏အချစ်ဆုံးဥလီဝံခွဲဖြစ်သည်ဥဆောဟန်၏အသက်ချင်းမတိမ်မယိမ်းပင်ရှိမည်ဝေးအိမ်တော်မကြမီကတောင်တင်းကြီးကဆေးဆရာတယောက်နှင့်အထက်သို့လိုက်သွားရာတည်င်းမကြရာပဲမြုံနေလေ၏ တာမရမရှိတကူတဲ့အမားနေနေကအထက်မသွားခင်ကြိုက်ပီတွင်စေစရာလုံးနေလေသည်ဥလေးတို့မြန်နေနိုင်လိုက်တာဟိုဝေကငိုတန်ကလေးဖြင့်အပြည့်တင်နေလေသည်ဆရာတော်ရလိုက်ပြီးတော့စေပညာတွေတင်နေရလို့ကြာနေတာပါကဲခလေးဖြစ်ကိုဥလေးကိုပြောစမ်းပါဦးကရေလူရုပ်တောင်မပေါ်တော့ပါကလားဘာယောကတော့ခလေးရဲ့ဘာယောကရမလဲမောင်ဘိုးသိန်းယောကမျိုးပေါ့ကွယ် ချောင်းဆိုးသွေးပါလေအခုတော့ဆေးထိုးနေရတယ်ကြီးတော်တက်ကပြောပြီးစကားဖြတ်ချင်၍တန်တန်လေးမျက်နာမြင်နေတယ်မောင်လေးဦးကလည်းမရှိဘူးတက်မတော်နဲ့ပါသွားတာပြန်မလာသေးဘူးမင်းကလေးကွယ်ချစ်စရာလေးဟိုဆက်၍ပြောလိုက်သည်အော်အော်ဟိုဆိုကဝိကိုဆေးထိုးတော့တက်တာရဲ့လားဟိုမေပြန်သည် ဥပိုးမြိုင်မှာဝိဝေဒနာကိုစေးစရာမျက်စိဖြင့်ဝေပန်းကစစ်စေးလိုပေသည် ဝေမှာမိသူကမေးမေးတက်တာပါတယ်ဟုကြီးပဲ ဖြေခဲ့သူဖြစ်သည်ဒီမေးခူးမျိုးကို ဖြေနေကြအတိုင်းမဖြေဥလိရဲ့မတက်တာပါဘူးတယောဂါကမသိမချင်းထိုးနေရမှာပါဟိုတုံရင်သောတန်ကလေးဖြင့်ရင်းနေရှိတာဖွင့်အန်ကြီးပြောလိုက်လေသည် တော်တတ်မှာမျက်နှာကြီးပြတ်သွားကဝိအားလှမ်းကြည့်လျက်ရင်ထဲနောက်သွား၏ မဟုတ်တာကွယ်မသက်တာရင်မထိုးနဲ့လေကလေးတို့ကတဲခိဆန်ကြတာကိုတစိတ်ရှိဆေးထိုးကျင်တာပဲဦးလေးသာကိုရင်ဒီရောကဆေးတောင်မတိုက်ဘူးဓာတ်စာကြွေးကူတာနဲ့ပျောက်တယ်ဘယ်နဲ့လဲဦးလေးကူပေးမယ်ဦးလေးကအဲ့နဲ့မကူဘူးဓာတ်နဲ့ကူမှာဝိမာမိမိအသက်ကိုဦးလေးဦးဘိုးမြိုင်လက်ထဲသာပုံအပ်လိုက်ခြင်းသည် နေစဉ်နေအမြစေးကြီးထိုးနေရကလူမတနေ့ထက်တနေ့ပိန်ချုံလျက်တနေ့ထက်တနေ့အားနေလာခြင်းကို ကိုဟာကိုအသီးဆုံးဖြစ်၍အပြောင်းလဲကူးကြည့်ခြင်းစီစိတ်ကလေးဖြစ်ပေါ်လာမိသည်ဖာခင်ရှိစဉ်ကဥလေးပိုးမြိုင်သွေးပါဘူးရာစေမထိုးပဲဓာတ်စာများများစားပြီးပျောက်သွားခြင်းကို ကိုတွေ့မြင်မြင်ဖြစ်ခဲ့သည် ဦးလေးဘိုးမြိုင်မှာတက်စရာဖြစ်သည် တောင်ရင်းကြီးကပြန်လာမှာလေးလုံး၆ဖက်ကြီးဖြစ်လာကကိုခန္ဓာကြီးမှာ ကျမ်းမာရေးပြည့်စုံလျက်အာရစရာကောင်းနေ၏အသက်သာအသေးခံလျင်ခံရမည်ဦးလေးဘိုးမြိုင်နေကူဖို့ရာ မဖြစ်နိုင်သောအခြေအနေကိုတွေးကစိတ်ထဲနာကျင်ပြင်းပြသွားလေ၏ဘယ်နဲ့လဲကုမလားကုပါကလေးရဲ့ဦးလေးတောင်ဝင်อยู่ပါတယ် ဒေါသက်မှာမျက်မှောင်ကျုံလျက်မျက်လုံးမှာငေးငိုင်းနေလေသည်ဦးလေးဘိုးမြိုင်မှာစိတ်ပြန့်လက်ပြက်ဖြင့်တွေ့မိုင်းနေသောဝေကို အာမလို့အာမရဖြင့်ခလေးစေးထိုးတာဖြတ်လိုက်တော့ဦးလေးလည်းရွာမပြန်ဘူးခလေးမပြောင်မချင်းမပြန်ဘူးလေခလေးကိုကုပြီးမှရွာပြန်မယ်ဘယ်နဲ့လဲဟိုတွင်တွင်သာပြောနေ၏ဝေသည်ဦးလေးဘိုးမြိုင်ကိုမကြည့်ပဲခေါင်းကိုယမ်းကမဖြစ်ပါဘူးဦးလေးရဲ့ ဝေကံနဲ့ဝေတာရှိပါစေတော့ဟိုဆိုလျက်နေရာမှာထားသွားလေသည်လာရောက်နာဆင်အပ်ပြီသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ